နတ်တွေဟာနေ့စဉ်အစည်းအဝေးလုပ်တဲ့အခါလူကြီးမှလူတွေဘာတွေလုပ်လဲဆိုတာမိမိရဲ့ကိုယ်ဆောင်နှက်ကတင်ပြပေးရတယ်။အဲဒီမှာကုသိုလ်တကကုသိုလ်တဲ့တွင်အမြင့်ဆုံးဖြစ်သောဝိတ္တနာကျင့်ကြံအားထုတ်သူကိုညီဆောင်နဲ့ရေဆောင်နဲ့တောဆောင်နဲ့အမျိုးမျိုးကအင်မတန်ဆောင်းလျှောက်ပေးရတယ်။ဆောင်းလျှောက်မပေးရင်အထက်ကနမင်းကြီးတွေကအပြစ်ပေးဒဏ်ခံရတယ်။အရင်ကလည်းပြောဘူးတယ်မနှက်ချံမှာကဘာကြီးနဲ့ဂျိုးတစ်ခုခုဝင်တိုက်ပြီးပျက်စီးမယ်ဆိုပါစို့။ လူတယောက်ယောက်ကများအရိယာပုဂ္ဂိုလ်ဖြစ်ရမယ်ဟူတရားတွေကျင့်ကြံနေရင်ကဘာပြဲမဲ့နေကိုနှက်တွေခြင်းမာတွေကရက်ရွေပေးရတယ်။အဲလူဟာအရိယာဖြစ်မှပဲကဘာကြီးကပြက်ပေးရတယ်။ဖះရှင်ခေတုံးကလည်းတန်ခါတစ်ပါးကဝိပဿနာအာထုတ်နေရင် မကြခင်ယဟန္နာဖြစ်တော်မဲ့အချိန်ခါဖြစ်လေသည်။မွန်းလေးပြီးမှယဟန္နာဖြစ်ရင်စောမစားလိုက်ရမှာဆိုလို့ နိနေသားကြီးကနေကိုရက်တန့်ပေးထားပြီးယဟန္နာဖြစ်မှပဲငွန်ဆဲပေးရတဲ့အထိစောင့်ရှောက်ပေးကြတယ်။ယနေ့ခေတ်မှာလည်းတကယ်တရားကျင့်နေတဲ့မဟာဗောဓိမြိုင်ဆရာတော်ကြီးဆိုရင်နှစ်သားနှစ်သမီးတွေက လာလာပူကြတဲ့တဲ့အရိယာပုဂ္ဂိုလ်ဖြစ်မဖြစ်ကိုအသာထားဦးဝိတ္တနာတကယ်ကျင့်နေရင်ပင်တင့်အနီးနားမှရှိတဲ့ဘုံမဆိုးရုပ်ကဆိုးရွာဆောင်နဲ့တွေနေဆောင်နဲ့အမျိုးမျိုးတွေကတင့်ကိုစောင့်ရှောက်ကဲတင်ပေးရတယ်။ တင်ဒုက္ခရောက်ရင် လာကူညီပေးရတယ်။အခြားကုသိုလ်တွေလုပ်ရင်လည်းစောင့်ရှောက်ပါတယ်။သို့တော့တင်ဟာနတ်တွေကို အမျှပေးဝေဦးမှအမျှဝေလဲနတ်တွေဟာတာရုခေါ်နိုင်ဦးမှဖြစ်သည်။နတ်တပားကကြားရင်တင်ကို တပားစောင့်ရှောက်မဲသို့တော့အဲ့နက်ကတင်ပေသွားသွား။အငြင်းရဲတော့စောင့်ရှောက်နိုင်မှာမဟုတ်။ဝိပဿနာအားထုတ်သူကြတော့တလောကလုံးမှရှိတဲ့နတ်တွေကတင်ပေသွားသွားစောင့်ရှောက်ပေးရတယ်။ တင်မနောစိတ်ကဘာလို့ခြင်းလဲဥပမာအစားအစာဖို့အခက်ခဲဖြစ်နေရင်ပင်နတ်တွေကလူရောင်ဖန်ဆင်းပြီးစိုးကကက်တဲ့အထိအင်မတန်ဆောင်းလျှောက်ကြတယ်